United ပြည်သူများအားလုံးမင်္ဂလာဒီ3-4ရက်အတွင်းနဲ့ပေါ့နော်ဒီနေ့အထိ United ရဲ့ဝင်းမှာဖြစ်ပေါ်နေတဲ့ဒါအာကစားသတင်းလေးတွေကိုတင်ဆက်ပေးကြပါတယ်ဗျ United အကြောင်းပါဆိုပါအာကစားသတင်းပဲပေါ့နော်ဟုတ်ကဲ့ပါဒီဘယ်မှာလုံးတစ်ပုတ်အနေနဲ့ကတော့ပေါ့နော်ကျွန်တော်တို့ဒီလူငယ်ကစားသမားလေးကိုခေါ်ယူလိုက်တဲ့ဒါနောက်ဆုံးရသတင်းကိုပဲအရင်ဆုံးတင်ဆက်ပေးလိုက်ချင်ပါတယ်ဗျအဲ့ဒီလူငယ်ကစားသမားလေးကတော့အသက်က16နှစ်ရှိပြီကိုလံဘီယာနိုင်ငံသား ိုလံဘီယာနိုင်ငံသားသူ့နာမည်ခေါ်ရတော့နည်းနည်းခက်တယ်ဗျခရစ်ရှန်အော်ဇိုကိုတဲ့ခရစ်ရှန်အော်ဇိုကိုပေါ့ဗျာကျွန်တော်တို့ငပိတန်နဲ့ထွက်လာရင်အော်ဇိုကိုပေါ့အဲခရစ်ရှန်အော်ဇိုကို United ကခေါ်ယူလိုက်ပြီဖြစ်တယ်ဒါပေမဲ့ session နဲ့မပြေသေးတဲ့အတွက်ပေါ့နော် United အသင်းထံကိုတော့ session နဲ့ပြေတဲ့အချိန်မှာဒါရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုရောက်ရှိလာပြီဆိုရင်တော့ဒီမဲ့သဘောတူထားတဲ့စာချုပ်စာတမ်းတွေအတိုင်းဒီခရစ်ရှန်အော်ဇိုကိုက United ကစားသမားဖြစ်လာမယ်ပေါ့လေ စိတ်ဝင်စားတဲ့ကောင်းတာပါဗောနော်ဒီဇာသမားရဲ့ role ကဒါ defensive midfield နေရာဖြစ်တယ်ပြီးတော့ဒီတောင်အမေရိကသားပါဗောနော်လောလောဆယ်မှာဆိုရင်ဒါတောင်အမေရိကသား Ecuador သား Caicedo ပါဗျာဒီ DMN နေရာမှာဆိုကောင်းသောကစားသမားအဖြစ်ဒါအထူးခြေသွမ်းပြနေတယ်လောလောဆယ်ကမ္ဘာနံပါတ်အဆင့်1ပေးခြင်းတော့ပေးလို့ရတယ်ဗောနော် DMN တယောက်ဖြစ်တယ်အဲသူ့လိုပဲနောက်ထပ်ဗောနော်ဒီတောင်အမေရိကဒါရူဖြစ်တဲ့ဒီကိုလံဘီယာသား ခွေရှန်အော်ဇိုကိုကရောဘလို့ဖြစ်လာမလဲဆိုတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဒီကစားသမားလေးရဲ့ကစားပုံတွေပါညာတော့ကျွန်တော်လည်းမတွေ့ဘူးပြီးမှဒါ YouTube မှာရှာကြည့်ရမှာဖြစ်တယ်ပေါ့နော်ဘလို့ပဲပြောပေါ့ကျွန်တော်တို့ဒါမိနစ်တုံးကလည်းဒီကိုနေဆိုတဲ့ကစားသမားလေးကိုခေါ်ယူထားတယ်ဗျာတော်တော်လေးလားလာကောင်းနေဒါကွင်းလေကစားသမားပေါ့နော်ဒီကစားသမားလေးလည်းဒါဘဲချိန်အတင်းကြီးကြီးရောက်လာမလဲဆိုတော့ကျွန်တော်တို့မျှော်လင့်ရင်းနဲ့နောက်ထပ်ရောက်လာမယ်ပေါ့နော်ခရစ်ရှန်အော်ဇိုကိုလည်းဒါဂျိုဂျိုလိုက်ကြရအောင်ဗျာပြီးရင်တော့ဗော United အသင်းကဒါအသင်းတော့အရေးပါတဲ့ ရာထူးတစ်ခုနေရာကိုလည်းဒီအစ်တတယောက်ခန့်အပ်လိုက်တယ်ဗောနော်အဲ့ဒါဘာလို့လဲဆိုတော့ Stephen Torpe Stephen Torpe ဆိုတဲ့တန် Bradford အသင်းရဲ့တာဝန်ရှိသူဗောနော်အဲ့ဒီတာဝန်ရှိသူကို United အသင်းကခေါ်ယူလိုက်ပြီးသူ့ကိုဘယ်မှာရာထူးပေးလာလဲဆိုတော့ဒါ United ရဲ့လူငယ် Academy မှာစီမံခန့်ခွဲရေး Manager ဖြစ်သူရာထူးပေးထားတယ်ဗောနော် Stephen Torpe ကဘာလို့လုံးမလဲဆိုတော့ဗျာသူကကျွန်တော်တို့ဒီ နိုင်ငံတော်ဝန်နဲ့ဒီကမ္ဘာတော်ဝန်မှာခြေစွမ်းပြနေတဲ့လူငယ်ကစားသမားလေးတွေကိုကင်းထောက်ရှာဖွေမယ်ပြီးရင်အသင်းရဲ့လက်ရှိပေါ်တော့ကစားနေတဲ့လူငယ်ကစားသမားလေးတွေရဲ့ခြေစွမ်းတွေတိုးတက်လာဖို့အတွက်လည်းအစီအစဉ်တွေရေးဆွဲမယ်ပေါ့နော်ပြီးနောက်ထပ်ရောက်တော့ဒီလူငယ် Academy United ရဲ့လူငယ် Academy ကဒါအစဉ်တန်းမြင့်မြင့်စနစ်တကျနဲ့ပေါ့နော်ပုံမှန်လေပတ်နိုင်မှုအရေးကိုသူကအဓိကစီမံခန့်ခွဲမှုတွေပြုလုပ်သွားမှာဖြစ်တယ်ပေါ့နော်ဒါကလည်း အင်နီယိုရဲ့ဒါစီမံခန့်ခွဲမှုအုပ်စုတွေကိုနောက်ထပ်ဝင်လာတဲ့နာမည်ကျော်တစ်ယောက်ဖြစ်ပါတယ်။ United အသင်းကဒါ project sun နဲ့အသင်းတစ်သင်းဖြစ်အောင်မြင်လာနိုင်မလားဆိုတာတော့ကျွန်တော်တို့ရှိတ်လာမဲ့နှစ်လောက်ဆိုရင်မြင်ရတော့ပြီလို့မျှော်လင့်နေပါလိမ့်။ United အသင်းရဲ့ Captain Bruno Fernandes ကိုလည်းပေါ့နော်ဒီတွင်ကိုတရားပြင်းမြောက်ခဲ့တဲ့အတွက် United အသင်းကဂုံပြူမတန်းလောက်ပေးအပ်ခဲ့တယ်ပေါ့ဗျာအဲဂုံပြူမတန်းလောက်ကတော့မဟုတ်ဘူးပေါ့ဗျာဒီဂုံပြူမတန်းမှန်ပေါင်းနဲ့ထည့်ထားတဲ့ဂုံပြူမတန်းလောက်ကြီးပေါ့အိမ်မှာအကြီးပဲချိတ်လို့ရရယ်ပေါ့နော်အဲ့ဒီ ဂုံယူမတန်လောက်အရေးကိုဒါဘလူးနိုဖာလန်တက်စီကိုပေးအပ်ခဲ့ပါတယ်ဘလူးနိုဖာလန်တက်ကတော့ဒါတကယ်ကောင်းတဲ့ကစားသမားပါဗောနော်နှစ်တိုင်းနှစ်တိုင်းလာ twin goal နဲ့ဖန်တီးမှုတွေမနေမနှောပြုတ်လုတ်ပေးနေတာဗျဒီသူပြုတ်လုတ်ပေးနေတာတနေ့ထဲလည်းမဟုတ် United ရောက်စားနှစ်ကနေပြီးတော့ United အသင်းအတွက်ခုချိန်ထိတာ twin goal ရောဖန်တီးမှုရောအများကြီးပြုတ်လုတ်ပေးတာအဲ့နှစ်ခုပေါင်းရင်နှစ်တိုင်းသူအများဆုံးတော့ဒါတော့ကြရင်ကြနေပါဗျာအဲ့လိုမျိုးဒါခြေစွမ်းပြနိုင်တဲ့ကစားသမား United ရဲ့ခစ်ပြမှာလက်ရှိချိန်ထိလည်းအသင်းကိုကောင်းဆုံးမောင်းနေနေတဲ့ကစားသမားပေါ့နော်ကျွန်တော်တို့ကပ်ပလိန်ကြီးဟာ ဒီပီမီယာလိဒိုရီမုတ်ချန်ပီယံလိပေါ့နော်အဲ့လိုမျိုးမေဂျာဖလားတစ်လုံးလုံးရခဲ့ရင်ဆိုရယ်စိတ်ကူးမျိုးပေါ့ဗျာအဲအဲ့ဒီလိုဖလားတစ်လုံးရပါသေးလို့လေကျွန်တော်တို့ကတော့ဒါဆူတောင်းပေးပါတယ်ဘလူးနိုဖာနန်တက်ကိုလာမယ့်2026ကမ္ဘာဖလားကြီးမှာလဲခရစ်စတီယာနိုရော်နယ်ဒိုနဲ့အတူကမ္ဘာဖလားကြီးကိုကန်ပြောင်းနိုင်ပါသေးလို့ဒါဆူတောင်းပေးပါတယ်ဘာလို့လဲဆိုတော့ပေါ့နော်သူရဲ့ခြေစွမ်းခြေစားနဲ့ဒီကိုးပောင်ဝင်ပတ်သက်မှုတွေကမေဂျာဖလားတစ်ခုသာရလိုက်မယ်ဆိုရင်ဗျာပို့ပြီးတော့ဟိုလူတွေလက်ရှိလက်ခံတာနဲ့အဆင့်ထက်လူတွေကပို့ပြီးတော့လက်ခံသွားကြမှာလောလောဆယ်ဆိုရင်လည်းသူအဆင့်အန်ဒီ top top player တွေမှာပါတယ်ဗျာဒီအထောင်အထောင်တိုက်စစ်မှုမဟုတ်ပါဘူးဒီကွင်းလယ်တိုက်စစ်တဲ့ကစားသမားတွေတွေမှာဆို Bruno Fernandes ဒီ1 2 3လောက်လောလောဆယ်မှာဝင်နေတဲ့ကစားသမားမျိုးပေါ့နော်ဆိုတော့ဗျာဒါပေမဲ့လည်းဒီသူ့ရဲ့စောတကတက်တာတွေဒီညစ်ကြဲကြဲတခါလေ United အတွက်ကစားတဲ့အဟံမျိုးတွေရှိတယ်ပေါ့နော်ဒါမျိုးတွေရောက်တော့တချို့ပြိသက်တွေကတိတ်သဘောမကျကြဘူးအဲ့လိုမျိုးဆိုတော့ဗျာသူ့ရဲ့ဟိုပုံမှန်ထားရှိပေးရမယ်နေရာထက်ရော့ပြီးတော့ဒါတတ်မှတ်ထားရတဲ့ပုံစံမျိုးတွေတော့ရှိတယ်ပေါ့လေ ဆိုတော့ဘရူနိုဖာနန်ဒက်အနေနဲ့ပေါ့နော်ဒီခြေစွမ်းတွေအတိုင်းဆက်လက်ပြီးတော့သူ့ရဲ့ဒီအသက်30ကျော်ကာလတွေကိုဘယ်လိုဆွဲဆန့်သွားမလဲဆိုတာကတော့စိတ်ဝင်စားစရာစောင့်ကြည့်ရမှာပဲဖြစ်တယ်ပေါ့ကျောသတင်းကောင်းလေးတွေလည်းရှိရဗျအဲ့ဒီသတင်းကောင်းလေးတွေကတော့ဗာလဲဆိုတော့ပေါ့နော်ဒီကိုဘီမိုင်းတို့ပေါ့အဲကိုဘီမိုင်းတို့နည်းနည်းစိတ်ကောက်ချင်တဲ့ကိုဘီမိုင်းတို့ပေါ့နော်အဲ့ဒီကိုဘီမိုင်းတို့ကအခုတော့ဒါပြောင်းလဲနေပြီဖြစ်တယ်လို့သိရတယ်ဗျအဓိကကတော့ပေါ့နော်အမွေရင်ကဒီသူ့ကိုစိန်ခေါ်ထားတယ်ဗျဒီကိုဘီမိုင်းတို့ငါဘာလို့ပွဲထွက်မှမပေးလဲဆိုတော့ဒီနေရာသူ့အတွက် မထိုက်တန့်သေးလို့ဆိုရဲပုံစံမျိုးပြသူတက်ကောင်းအောင်ကစားနေတိုင်းတူတွေလေ့ကျင့်ရေးပွဲမှာကစားပြနေတဲ့သူတွေရှိတယ်အဲအကြောင်း तू ကနေရာမရတာဖြစ်တယ် तू ကတမင်တက်တက်ကြီးခြံလက်ထားတာမဟုတ်ဘူးဆိုတဲ့ဒါစကားမျိုးပြောထားရယ်ဗျာဆိုလိုချင်တာကတော့မင်းကြိုးစားပါဘောနဲ့နေရာလည်းတိုင်ပွဲဝင်ပါဒီလိုပြောထားတယ်အဲ့စိန်ခေါ်မှုကိုလည်းသူ့အနေနဲ့ရတော့ဗောနော်ဒါပြန်လဲပြီးတော့ပြန်သားခြင်းတယ် तू ကအောင်မြင်အောင်လုံနိုင်တဲ့သူတယောက်ဗောနော် United အသင်းရဲ့ဟိုကွင်းလဲနေရာတနေရာတိုင်ပွဲဝင်နိုင်တဲ့ရှိတဲ့လူငယ်တယောက်သူ့မှာအဲ့လိုတိုင်ပွဲဝင်နိုင်မှုလေလုံလောက်တဲ့စွမ်းရည်နဲ့ဘောလုံးစကေးတွေရှိတဲ့အကြောင်း ဝင်ပိုင်းလိုပါပြသခြင်းနေတယ်လို့သိရတယ်အဲ့ဒီအတွက်ပေါ့နော်ကိုင်းတဲ့လေ့ကျင့်ရေးကွင်းမှာလည်းသူလေ့ကျင့်ရေးလေ့ကျင့်ရေးတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်နေတယ်ကိုကာယကြက်ခိုင်ဘိုင်းတွေရောတခြားဘောလုံးနဲ့သက်ဆိုင်တဲ့ပေါ့နော် body dissolve ပေါ်နဲ့သက်ဆိုင်တဲ့တက်လုံးပိုင်းနဲ့သက်ဆိုင်တဲ့စသဖြင့်ပြအကုန်လုံးပေါ့နော်သူရဲ့သူ့ရဲ့ကစားသမားဘဝအဆင့် တဆင့်ပုံမြင့်မှုအတွက်ပြင်းပြင်းထန်ထန်လေ့ကျင့်နေတယ်ပြီးတော့ဗောနော်ပြီးခဲ့တဲ့ international break မှာဆိုရင်လည်းသူကသူ့ဒီလေ့ကျင့်မှုတွေကိုမပြတ်ခဲ့ဘူးဗောဘာသူကလက်ရွေးစင်မှာရွေးချက်မခံရတော့ဗျာသူက ACA နားယုံမယ်တကယ်ဆိုဒါပေမဲ့အဲ့ဒီကာလအတွင်းမှာလည်းကိုယ်မိုင်းတို့ကပြင်းပြင်းထန်ထန်လေ့ကျင့်နေတယ်လို့သိရတယ်ကိုယ်ပိုင်စပိုမှုတွေကိုလည်းသူကခေါ်ဆောင်ထားပြီးတော့ဗောနော်သူ့ သူ့အတွက်ပေါ့ဒီအာဟာရဖြစ်မဲ့အစားသောပုံစံတွေအစားဒီလိုမျိုးစနစ်တကျသွားနေတာတွေ့ရတယ်ဗျကျွန်တော်တို့ကတော့ဒါမျှော်လင့်မိပါတယ်ကိုဘီမိုင်းတို့သာပေါ့နော်ဒီလိုမျိုးဒီကြံ့ခိုင်မှုကောင်းကောင်းနဲ့ပေါ့နော်အခုတက်ပို့ပြီးတော့ဟို United အတွက်ဗျာနည်းနည်းလေးအားထည့်ပြီးကစားလိုက်တယ်ဆိုရင်တကယ်တောက်ပလာမယ်ကစားသမားပါသူ့ရဲ့ဒီဘောလုံးစကေးတွေဘောလုံးကိုကိုင်နိုင်တာတွေဒီ၃ယောက်၄ယောက်ကြားလေးဒီအသားလေးဆွဲထွက်သွားတာတွေဒါညံ့ညောတဲ့ဘောလုံးပေးပို့မှုတွေပြီးတော့ပေါ့နော်တိကျတဲ့ဂိုးကန်သွင်းချက်တွေဒါတွေအားလုံးကကျွန်တော်တို့မြင်တွေ့ပြီးသားပဲဖြစ်တယ်ဗျာဒါပေမဲ့လည်းဟိုသူဒီ လိုအပ်နေတဲ့ကစားသမားဖြစ်တယ်အဲ့ဒီလိုအပ်နေတဲ့စကေးတွေစွမ်းဆောင်ရည်တွေဒီအတွေ့အကြုံတွေကိုပေါင်းထည့်လိုက်မယ်ဆိုရင်ကမ္ဘာအကောင်ဆုံးဆိုတဲ့တန်လေးကိုဒါတက်လန်းလာနိုင်ရာရှိပါတယ်ကိုဘီမိုင်းတို့လည်းဒီလိုမျိုး United မှာနေရာတနေရာမြန်မြန်ရဖို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့လက်ရှိ United မှာလည်းကွင်းလေးလူကောင်းကောင်းတယောက်ကဒါအရေးပေါ်လိုအပ်နေတာဖြစ်လို့ပေါ့လေ ြီးရင်တော့ဗောနော်ကျွန်တော်တို့ဒါ UNICEF တဲ့အသင်းနဲ့တူလေးချင်းငန်းဆင်းနေတဲ့မာလာစီယာဒီလဲဒီလေးချင်းရေးပွဲမှာပြင်းပြင်းထန်ထန်ကြိုးစားနေပြီးတော့ဗောနော်လူငယ်ကစားသမားတွေစန္ဒမူနာဖြစ်ရလောက်အောင်ဒီနေထိုင်ပြနေတယ်လို့သိရတယ်ဗောသူ့အနေနဲ့ကလည်းဗျာဒီ United အသင်းမှာပြန်ကစားခြင်းနဲ့ဘာလို့လဲဆိုတော့အသင်းလည်းပြောင်းလို့မရတော့ဘူးဆိုတော့ဗောနော်အဲ့ဒီအတွက်လဲသူကဒါလူကြီးတွေသဘောကျအောင်လဲသူကိုသူကိုယ်တိုင်ပြင်းပြင်းထန်ထန် ကြိုးစားရတယ်ပေါ့နော်အဓိကကတော့ဒီလေ့ကျင့်နေဆိုတာလူကြီးတွေသဘောကျနေမကြခြင်းနဲ့သူကိုယ်တိုင်တွက်ပါပဲဟိုခြေသွမ်းကောင်းနေဆိုရင်တော့လူကြီးတွေကသဘောကျပါပဲလေခြေသွမ်းကောင်းဖို့အတွက်ဆိုရင်လည်းဒါမလာစီရသည်လေလူငယ်အရွယ်မှာပဲရှိနေသေးတယ်အတွက်များများလေ့ကျင့်ဖြစ်လာနိုင်ရရှိရပေါ့နော်သူကအဲ့လိုပဲကိုဗီမိုင်းလိုပဲသူလည်းပြင်းပြင်းထန်ထန်လေ့ကျင့်နေတယ်နောက်တစ်ခုကတော့သူဒီ U20 တဲ့အသင်းရဲ့ပွဲတွေမှာပါဝင်ကစားခြင်းနဲ့လို့ United အသင်းတန်တင်ပြခြင်းနဲ့လို့တင်ပြထားတယ်လို့လည်းသိရတယ်ဗျ United အသင်းကတော့လောလောဆယ်ထိတော့ဒါခွင့်ပြုပေးမထားသေးဘူးပေါ့လေဒါပေမဲ့ လာရှီးယားဒီမိုနာအတိုင်းသာဆက်သွားနေတယ်ဆိုရင်ယူနီဆက်တပွဲတွေကိုကစားလာမယ်အဲ့ဒီပွဲတွေမှာသာထက်ပြီးတော့ဗောနောပုံစံကောင်းတွေပြသနိုင်မယ်ဆိုရင်တော့ဒီအသင်းကြီးရဲ့စီးရင်တွေကိုအရန်လူစင်းအနေနဲ့ပြန်လဲပါဝင်လာနိုင်နေရရှိပါတယ်ဒါမျိုးကိုလည်းဒါမလာရှီးယားတို့တွေလုံနိုင်ကြပါစေလို့ဒါမျှော်လင့်မျှော်လင့်ပါတယ် အဲ့တရင်ကောင်းလေးတခုတော့ရှိရဗျအဲ့တရင်ကောင်းကဘာလဲဆိုတော့ကျွန်တော်တို့ဒါနောက်ခံလူဒီကိုဒါလောကအပေါ်သားလေးချင်းငန်းတွေကိုပြန်လဲပြုတ်လုံနေပြီဖြစ်တယ်ဘရန်ဖူးနဲ့ပွဲအတွက်လဲပေါ့နော်ဒါရန်ကုန်လူစင်းကနေပါဝင်ခြင်းလဲပါဝင်လာနိုင်တယ်ဒိုဒီမောပွဲထွက်ခြင်းလဲဟိုနီရအမွေရဲ့နီးစနစ်ရဟိုပါဝင်ခြင်းလဲပါဝင်လာနိုင်တယ်ပေါ့ဗျာဒါပေမဲ့ချက်ခိုင်မှုကတော့မသိရသေးဘူးဒါပြီးခဲ့တဲ့နေ့ရက်လောက်ကတရင်ဆိုတော့ဗျာဒီကြားထဲမှာအချိန်တွေလဲရှိသေးတယ်ဆိုတော့ဒါချက်ခိုင်မှုပြေဝလာတယ်ဆိုရင်တော့ကောင်းတယ်ဘာလို့လဲဆိုတော့နောက်တန်းမှာလူရေးချယ်တွေကထက်ရှိတာပေါ့ဗျာဟို ဒီကိုဒါလောကတွေတိုက်ဆက်လိုက်ပါမှုမှာပေါ့နော်အရင်ကြီးအမကောင်းပေမဲ့ခံစစ်မှာတော့နည်းနည်းလေးဒါစိတ်ချရတယ်ပါတယ်ဗျာဆိုတော့ဒါအမွေရနေနဲ့လည်းနေပြူဟာပြုပြင်ပြောင်းလဲဖို့လူသားလဲဖို့ဒိုရီမို့ပွဲထွက်ခွင့်အတွက်စဉ်းစားမယ်ဆိုရင်တော့မဒီကိုဒါလောကတော်တော်သေးပေါ့နော် United မှာဒါအရေးပါတဲ့ကစားသမားနေရာမှာရှိနေသေးတယ်ပေါ့ဆိုတော့ဒါလောမြေမြန်ကြက်ခိုင်လာဖို့လဲကျွန်တော်တို့ဆူတောင်းပါတယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ပရိုက်တာမင်းသားကြီးမာကပ်ရက်ပိုကိုဘာစီလိုနာအသင်းကအပြီးသက်ခေါ်ယူခြင်းနဲ့ဆိုတဲ့သတင်းတွေ ဒါထွက်ပေါ်လာတယ်ဗျ United အသင်းကတော့ဗောနော် Market Report ကိုနေဆုံးတော့ပေါင်သန်းလေးတဲ့ရာမှာရောင်းမယ်အဲပြီးရင်ဗောနော်ဒီ Barcelona မှာဆက်ကစားရင်းနဲ့ခြေသွမ်းပြလာလို့ကမ္ဘာပလာမှာရွေးချယ်ခံရတယ်ကမ္ဘာပလာမှာလည်းထပ်ပြီးတော့သာခြေသွမ်းပြမယ်ဆိုရင်ဒါ United အသင်းကပေါင်သန်းလေးတဲ့ထက်လဲ Report ရဲ့တန်ကြီးကမြင့်မြင့်မြင့်သွားနိုင်တယ်ဆိုတာမျိုးပြောထားတယ်ဗောနော်ဆိုတော့ဒီနှစ်ဒီ inio ရဲ့လူရောင်းဝယ်မှုပုံစံတွေရောင်းချမှုပုံစံတွေရတော့ဗောနော်ဒီဖြစ်နိုင်တဲ့အနေအထားအနေ ြောရရင်ဗျာကိုကအောက်ကရောက်နေတဲ့အနေထားအနေဒါအကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ရတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာဆိုရင်လည်းဒါဆဲယုံကလော်ရီဆိုရင်လည်းပါဆန့်တွေအများကြီးထည့်ပေးလိုက်နိုင်တာတွေ့ရတာတော့ပြီးရင်အပိသက်ခေါ်ယူဝင်နေပါဗျာဥမာဝိုင်လန်တို့ရှိမယ်အန်တိုနီတို့ရှိမယ်သူတို့တွေကိုသဘောတူညီလိုက်နိုင်တာကိုစသဖြင့်ကိုကအောက်ရောက်နေတဲ့အနေထားနေပြီးတော့အကောင်းဆုံးဖြစ်အောင်သူတို့စီစဉ်နိုင်ခဲ့တာတွေ့ရတယ်ပေါ့နော်အခု Red Bull ဆိုရင်လည်း အဲ့လိုပဲပေါ့နော်ဒီသူ့ရဲ့တန်ကြေးကိုတရက်သေးတတ်မှတ်ထားမျိုးမဟုတ်ပဲနဲ့ကစားသမားပေါ်မူတည်ပြီးလိုက်ပြီးတော့သူတို့ဒီပြောင်းလဲသွားမယ့်ပုံစံရှိတယ်ဒါမျိုးလေးတွေကတော့တော်တော်မိုက်ပါလေဗျာအမွေရင်အနေနဲ့ပဲပေါ့နော်ဟိုသူ့ရဲ့ကစားကွက်အတိုင်းရလက်တွေကောင်းလာဖို့ပဲကျွန်တော်တို့ကမျောလင်းရတော့မှဖြစ်တယ်ဘာလို့လဲဆိုတော့ရလက်မကောင်းရင်လည်းသူ့အတွက်ချင်းတွေကမကောင်းဘူးဆိုတော့ဗောလေဒါဒီအမွေရင်ရဲ့ကစားကွက်ကလည်းပေါ့နော်ဟိုလိုမျိုးကြီးကျွန်တော်ဝေဖန်တရားမျိုးဖြစ်နေပေမဲ့တိုက်စစ်ဖန်တီးမှုတွေမှာတော့ ဝေဖန်စရာမရှိဘူးပေါ့နော်တိုက်ခတ်ဖန်တီးမှုတွေမှာအချက်လက်တွေအားဖြင့်တော့အကောင်းဆုံးဖြစ်နေတယ်ကျွန်တော်တို့ကသွင်းကိုမရတာတခုပဲအစုံသက်ညံလို့သွင်းကိုမရတာအခုပဲပေါ့နော်ဒီတိုက်စစ်ခွင့်ရေးဖန်တီးမှုဂိုးပေါက်ကန်သွင်းမှုသူများရဲ့ area ထဲမှာဗျာဒီကန်သွင်းမှုစသဖြင့်အဲ့ဒီအရာတွေမှာ United ကအချက်လက်တွေရဥဆောင်ထားတယ်ဒါပေမဲ့ပေါ့နော်ဒီရှေ့တန်းကဂိုးမသွင်းနိုင်တဲ့အခါကျွန်တော်တို့ကနောက်တန်းကလည်းအရန်ပေါက်တယ်ဗျာကွင်းလေပေါက်ကြီးရတယ်ဂိုးတွေကလည်းအများန်ပေးနေရတယ်ဆိုတော့ဟိုပလိုင်းပေါက်နဲ့ဖားကောက်နေရတယ်လို့ဖြစ်နေတာခုကပလိုင်းကြီးကတော့အပေါက်ကြီး ဖားဖားဖားကောက်ထဲနိုင်မှုလိုတယ်ပေါ့နော်အဲ့ဒီဖားကောက်ထဲနိုင်မှုရေးရလဲတိုက်စစ်မှုတွေဒါဘိုးသွင်းတေချာမှရမယ်အဲ့လိုဒီ chemistry မမိသေးတယ်ကွာတိတ်ဟန်ချက်မညီသေးတယ်ကစားသမားတိတ်တယ်ကစားသမားဟောင်းနေဒီကစားကွက်နေပေါ့ဒီလိုမျိုးဟန်ချက်မညီဖြစ်နေတဲ့ကာလမှာအမွေရင်နေနဲ့လဲပေါ့နော်တချို့ကိစ္စလေးတွေကိုဒါသူ့ရဲ့နီးပြ ideology ပေါ့သူ့ရဲ့ဒီညံနဲ့ဟို ရလက်ကောင်းအောင်ပြုပြင်ပုံဖော်နိုင်မယ်ဆိုရင်တော့အဲဒီ၃လနှစ်တကစားခွက်ဒီလေလူတွေရဲ့ဝေဖန်မှုတွေရဖြည်းဖြည်းကင်းကွာပြီးတော့ဗျာအမွေရင်ရဲ့ကိုပိုင် NGO logic ကိုကိုပိုင်ရှားတွေပါလိမ့်နေပြီဗောနော်ကိုပိုင် NGO logic တခုအဖြစ်ဒါပေါ်ပေါက်လာနိုင်ညာရှိတယ်ဗောဒါကျွန်တော်တို့ကတော့ဆက်ပြီးတော့အပေးသွားအောင်မှာဖြစ်တယ်အမွေရင်နဲ့ပတ်သက်လို့ကတော့ဒါအတင်းပုတ်ဖွဲ့ကျေတော့ပါပဲကျွန်တော်တို့ကတော့ဟိုထုတ်လိုက်တော့ရင်လည်းနီးပြတစ်ကိုကျိုးစိုးရုံပဲဆက်ထားရင်လည်းသူဒါအားပေးရုံပဲပေါ့နော်ဇိုတော့လာမဲ့မနက်ဖန်ဘရန်ဖုန်းနဲ့ပွဲကိုကျွန်တော်တို့ညီကိုအားလုံး အတူတူအားပေးကြမယ် United ကိုအားပေးကြတဲ့ညီကိုမော်ဒမာအားလုံးဘေးကင်းလုံခြုံကြပါစေကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရဗျာကျေးဇူးတင်ပါတယ်